ကဲအလွယ်နည်းနဲ့ချိန်ကြရအောင်လူတွေမှာမျက်စိနာနှာခေါင်းလျာကိုယ်စိတ်ဒါတွေရှိတယ်နော်မျက်စိနဲ့မြင်စရာအာယုန်တွေကို မြင်တယ်နားနဲ့အတန်ကြားတယ်နှာခေါင်းနဲ့အနံ့ကိုရှူရတယ်လျာနဲ့အရသာကိုသိတယ်ခန္ဓာကိုယ်နဲ့အထည်တွေ့တွေကိုသိရတယ်စိတ်နဲ့ဓမ္မအာယုန်တွေကို ကြံတွေးเสียအာယုန်တွေကိုသိရအာရဏ12ပါးဆိုတာအဲ့ဒီအာရဏ12ပါးထဲမှာကြည့်လိုက်အယက်စကားနဲ့ပဲပြောမယ်ဆိုရင်မျက်စိရဲ့မျက်စိကို လာတိုက်တဲ့အဆင်းအာယုန်အဲ့ဒီနှစ်ခုဟာမျက်စိကလည်းငါ့ကိုအဆင်းအာယုန်ကလာတိုက်တယ်လို့မသိဘူးအဆင်းအာယုန်ကလည်းငါမျက်စိထဲမှာ ပေါ်နေတယ်လို့မသိဘူးသိတာက အစင်းအာယုံနဲ့မျက်စိလာတိုက်လို့ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အသိစိတ်ကလေးရတာသိတာဟောမြင်နိုင်မြင်နိုင်မှာဆင်ញင်စဉ်းစားကြည့်မျက်စိကအာယုံကိုမတိတတ်သည့်အတွက်ကြောင့်ရုပ်တရားမျက်စိထဲမှာပေါ်လာတဲ့အစင်းအာယုံကလည်းပဲအာယုံကိုမတိတတ်သည့်အတွက်ကြောင့်ရုပ်တရားအာယုံကိုမတိတတ်တာကိုရုပ်လို့ခေါ်တယ် မျက်စိနဲ့အစင်ဒီနှစ်ခုပေါင်းစပ်တဲ့အခါမှာမြင်သိစိတ်ကလေးပေါ်လာတယ်။မြင်သိစိတ်ကလေးကအာယုံကိုတိတက်သောကြောင့်နန္တရာလို့။ဟောမြင်တိုင်းမြင်တိုင်းမှာဘုန်းကြီးတို့တွေမှာဘာတွေဖြစ်တယ်ဒါအကြံဉာဏ်ပြောပြလို့ရှိမျက်စိရဲ့မြင်စရာအာယုံရဲ့မြင်သိစိတ်ရဲ့ဒီသုံးခုဖြစ်တာပဲ။အဲ့ဒီသုံးခုဖြစ်ခိုက်ကလေးကိုစဉ်းကျင်စဉ်းစားကြည့်လိုက်မယ်ဆိုရင် မျက်စိကလည်းတိတာမဟုတ်ဘူး။ အစင်းအာယုံကလည်းတိတာမဟုတ်ဘူးတိတာမဟုတ်သည့်အတွက်ကြောင့်မျက်စိနဲ့အစင်းအာယုံတို့သည်ယုတ်တရားမြင့်သိစိတ်ကလေးသာနန္တရားလို့ဟောဟောတယ်လို့တီးလိုက်လို့ရှိရင်နာမရူပပြိစေတာယုတ်နဲ့နံကွဲသွားတယ်လို့ဒီလိုပြောတာကွဲကွဲကြာကြာတိသွားအဲ့ဒီယုတ်နံဆိုတဲ့အထဲမှာငါဆိုတာလည်းမပါရဘူးငါဟာဆိုတာလည်းမဟုတ်တော့ထို့တူပဲနားနဲ့အတန် အတန်ကြားသိတဲ့စိတ်နားကလည်းသိတဲ့သဘောမရှိဘူးအတန်ကလည်းသိတဲ့သဘောမရှိဘူးဒါကြောင့်မို့နားကလည်းယုတ်တရားအတန်ကလည်းယုတ်တရားကြားသိစိတ်ကလေးကသာနန္တရားလို့ဟောယုတ်တဲ့နံဒီလိုခွဲခြားပြီးတော့နှာခေါင်းကအနံ့ရတဲ့အခါမှာလည်းပဲနှာခေါင်းရဲ့အနံ့ရဲ့ကယုတ်တရားအနံ့ကိုသိတဲ့နံသိစိတ်ကမှနန္တရားလို့ဒီလိုဆိုတာ ထမင်းစားတဲ့အခါမှာလဲစဉ်းစားပြီးတော့ကြည့်ကို့မှာလျှာရှိတယ်ရှာရဲစားတဲ့အစာအာဟာရအရသာရဲဟောထမင်းကလည်းရုပ်အတိမရှိသည့်အတွက်ကြောင့်ရုပ်တရားရှာကလည်းရုပ်တရားအဲ့တော့ရှာကလည်းရုပ်တရားအရသာကလည်းရုပ်တရားအရသာကိုသိတဲ့စိတ်ကသာနန္တရားလို့ဟောထမင်းစားရင်လည်းဆင်ကျင်လိုက်ပဲဆိုရင်ရုပ်နဲ့နံဒီလို꿰သွား ထိုင်းနေရင်လည်းခန္ဓာကိုယ်ကနေပြီးတော့ကျမ်းပေါ်ထိုင်းနေလို့ကျမ်းပေါ်ထိနေတယ်ကလထိုင်းပေါ်ထိုင်းနေလို့ကလထိုင်းနဲ့ထိနေတယ်ဆိုတဲ့နေရာမှာကြည်ခန္ဓာကိုယ်ရဲ့ထိเสียအာယုံရဲ့နှစ်ခုပေါင်းတာခန္ဓာကိုယ်ကလည်းရုပ်တရားထိเสียအာယုံကလည်းရုပ်တရားထိမှန်သိနေတာလေးကထိသိစိတ်လေးကသာနန္တရားလို့ဟောဒီလိုဆင်ခြင်လိုက်ရင်ဒါရုပ်နဲ့နန္တနဲ့ဒါအလွဲတကူကွဲနိုင်တဲ့နည်းကိုပြောတာ အဲ့ဒါလို့ယုံနဲ့နံ꿰တော့တခါဓမ္မနဲ့မနနဲ့အာယုအတိစိတ်ဓမ္မဆိုတဲ့အာယုကြတော့သူကရုပ်တရားတွေလည်းပါတယ်မျက်စိနဲ့မြင်ရတာမဟုတ်ဘူးနှာခေါင်းနဲ့နားနဲ့ကြားရတာမဟုတ်ဘူးနှာခေါင်းနဲ့နားရှူရတာလည်းမဟုတ်ဘူးလျှာနဲ့အရသာခံရတာလည်းမဟုတ်ဘူးခန္ဓာကိုယ်နဲ့ထိတွေ့တာလည်းမဟုတ်ဘူးစိတ်แท้ကနေပြီးတော့ ကြံတွေးပြီးတော့သိရတဲ့အတိစိတ်နဲ့သာသိလို့ရတဲ့အာယုန်နေအဲ့ဓာတွေကိုလည်းပဲယုတ်တရားတွေကိုလည်းဓမ္မလို့ခေါ်တယ်ဒီနေရာမှာတခါစိတ်ကိုစိတ်နဲ့သိတဲ့အခါမှာသိเสียအာယုန်စိတ်ကလည်းဒီနေရာမှာဓမ္မလို့ခေါ်တယ် အဲနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့ပုံကိုကြီးကြတော့စိတ်နဲ့နိဗ္ဗာန်ကိုအာယုံပြုနိုင်တယ်အာယုံပြုလို့ရတဲ့နိဗ္ဗာန်ဟာလည်းပဲဓမ္မပဲအဲ့လိုယုံနံတွေကလွဲပြီးတော့အမည်နာမပြည့်ညတ်တွေကလည်းစိတ်နဲ့သိရတာမို့သူကလည်းပဲအာယုံတစ်ခုပဲပြည့်ညတ်ကုန်လဲဓမ္မလို့ခေါ်တယ်အဲ့တော့မနာနဲ့ဓမ္မလို့ဆိုတဲ့နေရာမှာဓမ္မဟာရုပ်လဲပါတယ်နာမ်လဲပါတယ်ပြည့်ညတ်လဲပါတယ် နိဗ္ဗာန်လည်းပါတယ်လို့ဒါတွေအလုံးကိုခြုံငုံပြီးတော့ဓမ္မဆိုတဲ့ခေါင်းစည်းအောက်မှာထည့်လိုက်တာလို့ဒီလိုမှတ်ရရူပယုံတတ္တယုံကဏ္ဍယုံရတ္တယုံဖွတ်တ္တပါယုံဒီအာယုံ၅ပါးကလွဲတဲ့ဇန်နဲ့အာယုံတွေမှန်သမျှဓမ္မလို့ဒီလိုပြောတာเนาะစိတ်နဲ့သိရတဲ့အရာတွေလို့တမန်အားဖြင့်ဒီလိုပြောလို့ရတယ်ပေါ့အဲ့ဒီမှာဘုန်းကြီးတို့တွေရုပ်နဲ့နံကွဲပြားခြားနားသွားပြီဆိုလို့ရှိရင် အလုံးကိုစဉ်းကျင်စဉ်းစားကြည့်လိုက်လို့ကိုယ်တဏ္ဍာမှာရုပ်နဲ့နာနှစ်မျိုးကွဲပြားခြားနာသွားပြီကွဲကွဲပြားပြားမြင်ပြီဆိုရင်ဒါနာမရူပပြိစေတာညာလို့ခေါ်တယ်နာမရူပပြိစေတာညာရှင်းတန်လောင်ထတလဲလဲကြည့်ဖို့လို့ထတလဲလဲရုပ်နဲ့နာကွဲနေအောင်ကြိုးစားအထောက်အကူကြိုးစားအထောက်တဲ့အခါမှာ တတိနဲ့ပညာဟာအရေးကြီးဆုံးပဲပေါ့ ခန္ဓာကိုယ်ရဲ့လှုပ်ရှားတဲ့အမှုရာတိုင်းအမှုရာတိုင်းကိုရုပ်နဲ့နာကိုဆင်ញင်စဉ်းစားပြီးတော့နာမရူပပြိစေတဉာဏ်ရင့်တန်အောင်ကြိုးစားပဲအဲ့လိုကြိုးစားလို့နာမရူပပြိစေတဉာဏ်ရင့်တန်လာပြီဆိုတဲ့အခါကျဘာဖြစ်တုံဆိုတတဝါလို့ခေါ်เสียရဘာမှမရှိပါလားရုပ်နဲ့နာနှစ်မျိုးပဲရှိတာပဲလို့ဆိုတာကွဲပြားခြားနာလားသိလားတတ္တတင်ညာတတဝါဆိုတဲ့အထင်အမြင်ဟာပျောက်သွားတယ် အဲ့ဒီပျောက်သွားသည်ထိအောင်ရုပ်နဲ့နာနှစ်မျိုးသာရှိတယ်ဆိုတာစ조사အထုတ်ပြီးတော့မှတ်သားကြရတယ်ဒီလိုဆိုလို့တတ္တတင်ညာပျောက်သည်ထိအောင်ရုပ်နာကိုစင်ရင်စဉ်းစားရမယ်အဲ့ဒီလိုရုပ်နဲ့နာကိုစင်ရင်စဉ်းစားရင်တတ္တဝါဆိုတာပျောက်သွားပြီအမျိုးသားအမျိုးသမီးဆိုတာလည်းပျောက်သွားပြီငါသူတစ်ပါးဆိုတာလည်းပျောက်သွားပြီအလုံးဟာရုပ်နဲ့နာနှစ်မျိုးသာရှိတယ်လို့ ဒီလိုသိလာအဲ့လိုသိလာတာနဲ့တပြိုင်တည်းတတ္တတင်ညာပျောက်သွားတာနဲ့တပြိုင်တည်းရုပ်နဲ့နဲ့နှမျိုးပဲဆိုတာကိုသိလာငါဆိုတာလဲရှာမတွေ့တော့ဘူးငါဟာဆိုတာလဲရှာမတွေ့တော့ဘူးရုပ်နဲ့တက်တက်မြတာလို့ဒီလိုမြင်လာပြီဆိုလို့ရှိရင်ဒါနာမရူပပြိစေတာညာလို့ခေါ်တယ် အဲ့ဒီနမရူပပရိစေရဉဏ်လောက်ရောက်သွားရင်ပဲလူတွေရဲ့ဒီစိတ်ဖြည့်စည်းမှုဟာအတော်အသင့်တက်တာသွားတယ်။တောကတွေကိုတော်သင့်ထိနိုင်သွားပြီ။ယုံနံလို့ဆင်ခြင်စဉ်းစားနိုင်တာနဲ့တပြိုင်တည်းငါဆိုတာမရှိဘူးငါဥစ္စာဆိုတာမရှိဘူးယုံနဲ့လည်းနှမျိုးသာရှိတယ်လို့ဒီအသည့်လေးဝင်လာတာနဲ့တပြိုင်တည်းတောကဆိုတာတဏှာဆိုတဲ့တွေ့တာမှုကရောကြသွားပြီးတော့ တဏဆိုတဲ့တွေ့တံမှုရောကြသွားတာနဲ့တပြိုင်နက်တောကဆိုတာရောနေသွားတာဆိုလိုတာကတောကကိုပယ်ခြင်းရင်တွေ့တံမှုကိုဖယ်ဖို့ပဲလုပ်တယ်တွေ့တံမှုကိုဖယ်ခြင်းလို့ရှိရင်အတိညာနဲ့မှဖယ်လို့ရတယ်တဲ့ဒါပြောတာနော်